ကဲကျွေးကြံနေတဲ့ What if season 2ရဲ့အပိုင်း၄ပိုင်းကိုဆက်ကြရအောင်ဗျာနောက်ဆုံးအပိုင်း၄ပိုင်းဖြစ်တာကြောင့်ပိုချမ်းမာရီရော Hero တွေအပြင် season 2ကိုပါနှုတ်ဆက်ရမှာဖြစ်တာကြောင့်ဒီပိုင်း၄ခုကတော့တေချာဖို့အရေးပါမယ့် episode တွေမျိုးဖြစ်လိမ့်မယ်လို့ကျွန်တော်အပါအဝင် MCU fan တွေအားလုံးမျှော်လင့်ထားကြမှာအတိအကျပါဆိုတော့အခြေအနေဘယ်လိုရှိလဲဆိုတာလေးကိုဆက်လိုက်ကြရအောင်ဗျာ episode 6ကတော့ what if kahori reshape the world ပါဒီအပိုင်းကပိသက်တွေအမျှော်လင်းကြတာဆိုအပိုင်းတစ်ခုလို့ဆိုရမှာပါပဲဘာကြောင့်လဲဆိုရင်တော့ comic book တွေမှာမရှိခဲ့တဲ့ MCU ရဲ့ original hero တစ်တယောက်ကိုစတင်မိတ်ဆက်မှာဖြစ်လို့ပါ kahori လို့ခေါ်တဲ့ mohawk လူမျိုးအမျိုးသမီးတစ်ယောက်တားမြစ်ထားတဲ့မျှော်ရည်ကန်တစ်ခုတည်းကိုကြပြီးတဲ့နောက်အစွမ်းနေရရှိလာခဲ့ပါတယ်အတိအကျဖော်ပြရရင်တော့ tesseract ထဲက space stone ကြောင့်လို့ဆိုရမှာပေါ့ဗျာဒီရည်ကန်လေးကို tesseract ကျလာပြီးတော့ဒီကန်ရဲ့အခြေအနေပြောင်းလဲသွားရင်လည်းစွမ်းအရှင်တွေကိုထွက်ပေါ်လာစေတာပါပဲဒီကန်လေးကိုကြပြီးတော့ပျောက်သွားတယ်လို့ထင်နေကြတဲ့သူတွေအကုန်လုံး င်းအနေနဲ့ကလည်းပေါ်တယ်တစ်ခုရဲ့စုပ်ယူခြင်းခံသွားရပြီးတော့နေရာတစ်ခုကိုပို့ဆောင်ခံလိုက်ရတာပါပို့ဆောင်ခံလိုက်ရတဲ့သူတွေအကုန်လုံးမှလည်းထူးဆန်းတဲ့အစွမ်းကိုစီရရှိလာပါတယ်ကာဟိုရီတယောက်ကတော့ဒီအစွမ်းကိုပိုင်ဆိုင်ထားတဲ့သူတွေထဲမှာမှအထူးကြဆုံးလို့ဆိုရမှာပေါ့ဗျာဒီလိုနဲ့ကာဟိုရီနဲ့စပိန်နဲ့ချယ်ရီချာဘက်တရီကိုညင်တွေးကြရပါတယ်ဒီမှာအဓိကဆွေးနွေးရမှာကတော့ကာဟိုရီရဲ့ပါဝါတွေပါ strength speed agility energy projection force free telekinesis ပေါ်တယ်စာရီနဲ့တော်တော်လေးကို powerful ဖြစ်တဲ့ super hero တယောက်လို့ဆိုရမှာပါပဲအကုန်လုံးအတိအကျဖော်ပြထားတာမဟုတ်သေးတဲ့အတွက်တော့ သူ့ရဲ့ level ကဘသူ့ရဲ့ level ပါဆိုပြီးတော့နာမည်တက်ဖို့တော့ကပ်ပါသေးတယ်ဒါပေမဲ့ string spring ကိုရှင်းချနိုင်တဲ့ level မျိုးလည်းဖြစ်တာမလို့တော့အထင်သေးလို့မရတဲ့ level တစ်ခုလို့ပြောရမှာပေါ့ဘရာတို့ရဲ့အမြင်တွေရှိရင်လည်းဆွေးနွေးတော့ဖိတ်ခေါ်ပါတယ်ဒီ episode ပေါ်အမြင်ကိုပြောရရင်တော့ဒီ season 2ရဲ့အကောင်းဆုံး episode တွေတဲ့ကတစ်ခုလို့ပဲခန်းစားရပါတယ် creative ဖြစ်တဲ့တမားရဲ့ kit တစ်ခုနဲ့ဒီ hero ရဲ့ story ကိုပေါင်းစပ်ရင်စိတ်ဝင်စားဖို့ hero ဇာတ်ကောင်တစ်ယောက်ကိုမိတ်ဆက်နိုင်ခဲ့တယ်လို့ပဲဆိုပါရစေအနည်းမှာတော့ string spring ကအမြင်ကိုရှာနေတာတော့ကြာပြီဆိုပြီးတော့လာပြောရင်းနဲ့ဆုံးသက်သွားတယ်ပေါ့ဗျာဒီဆက်ကိုတော့ final episode မှာဆက်လက်မြင်တွေ့ရမှာဖြစ်ပါတယ် I've been looking for you for a long time time episode 7ကတော့ what if hella found the terrings ပါဒီအပိုင်းကိုမြင်သာအောင်ဖော်ပြရရင်တော့2017ရုပ်ရှင်နဲ့ Shang-Chi and the Legends of the Ten Rings တို့ကိုပေါင်းစပ်ထားတဲ့အပိုင်းတစ်ခုမျိုးပါပဲဒါပေမဲ့ပုံမှန်စမ်းသစ်တဲ့ plot မျိုးနဲ့ပေါ့ဗျာ Odin ရဲ့သမီးတော် Hela တယောက် Odin ကိုဆန့်ကျင်လို့အစွမ်းနေပြန်နှုတ်ခံရရင်နဲ့လူပြည်ကိုအပိုခံလာရပါတယ် Hela ရဲ့ crown ကိုလည်းတနာညာတာမှုတီနာလဲဆိုရင် Hela ရဲ့အစွမ်းနေပိုင်ဆိုင်ပါသည်ဆိုတဲ့ပုံစံမျိုးပေါ့ဗျာဒါက Odin တော်ကိုနှင်ထုတ်တုံးကပုံစံမျိုးနဲ့ဆင်တူရလို့ပြောရပါမယ်တော်ရဲ့မျောနီယာတော်ကကြောက် worthy ဖြစ်မဲ့ ပြင်နဲ့ပြန်ပြီးတော့ပါဝါကိုပြန်ပေးရပေါ့ဗျာဒီကဘာမီက Jane Foster အစားတော့ Terrain Passion One ဦးဖြစ်နေခဲ့ပါတယ်ဆိုတော့ Hella နဲ့ One ဦးရဲ့ story ပေါ့ဗျာဒီကနေမှအသီးကြား Dimension ဖြစ်တဲ့ Talos ကို Hella ရောက်သွားရင်ねပို့ပြီးတော့ powerful ဖြစ်လာတဲ့ပုံစံတွေကိုမြင်တွေ့ခဲ့ရပါတယ်ဒီ episode ရဲ့အဓိက villain ကတော့ Odin ကိုယ်တိုင်ပဲဖြစ်ခဲ့ပြီးတော့ Terrain က powerful ဖြစ်လို့တားရမယ်ဆိုပြီး One ဦးကို Odin ကလာတိုက်တဲ့ပုံစံမှာဒီမှာတော့ Hella က One ဦးဘက်ကနေကူညီပေးရင်ね Odin ကိုအနိုင်ယူနိုင်ခဲ့သလိုသူ့ရဲ့အစွမ်းအနေနဲ့ Crown ကိုလည်းပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်ဒီ episode ပေါ်အမြင်တွေကိုပြောရရင်တော့ Hella ရဲ့ character Fighter Journey မျိုးလို့ဆိုရမှာပါ Even Sand နဲ့ Goddess of Death အဖြစ်ကနေပြီးတော့ပို့ပြီးတော့ပြောင်းလဲလာတဲ့ပုံစံကိုမြင်တွေ့ရတာကတော့ What if ရဲ့အရာသာကောင်တစ်ခုအဖြစ်ပြီးစွမ်းနိုင်ခဲ့လို့ပဲပြောပြရစီ MCU ရဲ့ရုပ်ရှင်တွေကိုပုံစံတစ်မျိုးနဲ့ပြန်ခံစားရတယ်လို့လည်းမြင်မိရပေါ့ဗျာ Terrence ကဘလောက်ထိ powerful ဖြစ်တယ်လဲဆိုတာကိုလည်းမြင်တွေ့ရတယ်လို့ Hela ရဲ့အဖြူရောင်ဝတ်စုံနဲ့ဘာရှင်ကလည်းတော်တော်လေးကိုခံနာခဲ့တယ်လို့ပဲပြောပြရစီအဆုံးသတ်မှာတော့ What if ရဲ့တနာစရာဝိုင်းလောက်ခံရတဲ့ကောင်လေး Thanos ကို Gamora တို့ချူအီအပီးတိုင်းမှာဖျက်ဆီးခင် Hela နဲ့ဝင်မှုလို့က La Kimin ပုံစံမျိုးနဲ့အဆုံးသတ်သွားပါ across the universe would forever come to know peace. episode 8ကတော့ what if the avenger assembling 1602ပါ1602ခုနှစ်မှာခြေခံထားပြီးတော့ episode 5အဆုံးသက် credit scene ကအဆက်သဘောမျိုးလို့ပြောပါမယ် scarlet witch က captain carter ကိုပြဿနာတစ်ခုဖြေရှင်းပေးဖို့ဆိုရဲရည်ရွယ်ချက်နဲ့ခေါ်လိုက်ပါတယ်။ဘာပြဿနာလဲဆိုရင်27ရာစုအစောပိုင်းနဲ့1600ဝန်းကျင်ကာလနှစ်ခု compress ဖြစ်နေတဲ့အတွက်ကြောင့်ပါလည်းကူပြောရရင်တော့ incursion သဘောမျိုးဖြစ်နေတယ်ပေါ့ဗျာဖြေရှင်းမှုခေါ်လိုက်ပေမဲ့အထင်မြင်လွဲသွားပြီးတော့ captain carter ကိုဒီဖြစ်ရရဲ့တရက်ခံအဖြစ်နဲ့ဖန်ဆီးခိုင်းပါတော့တယ်။ဒါပေမဲ့အနာဂတ်ကာလကနေလာတဲ့တခြားသူတယောက်ရှိနေသေးတာကိုသိသွားတဲ့အတွက် က်ဒီ reality မပြည့်စည်ရစေဖို့အတွက်ဒီ forerunner ကိုရှာဖို့ဖြစ်လာတယ်ပေါ့ဗျာဒီ episode ထဲမှာကတော့ adventure အဖွဲ့ဝင်တွေကိုဗာရှင်မျိုးစုံနဲ့ပြန်လည်မြင်တွေ့ခဲ့ရပါတယ်အဖွဲ့ဝင်တွေဆိုတော့ Steve Roger ရောပါဝင်ပေါ့ဗျာဒီတော့ Peggy နဲ့ Steve Roger က left story ကိုတဖန်ပြန်လည်မြင်တွေ့ခဲ့ရပါတယ်ဒါပေမဲ့စိတ်မကောင်းစရာကရှာဖွေရမယ့်အနာဂတ်ကလာတဲ့သူဆိုတာကလည်း Steve ကိုယ်တိုင်ပဲဖြစ်နေတာပါဆိုတော့ Peggy နဲ့ Steve Roger ရဲ့မပေါင်းဖက်ရပြန်တဲ့စက်အန်နဲ့ထပ်ပြီးတော့ဖြစ်ခဲ့ရတယ်ပေါ့ဗျာဒီ episode ကတော့ဒီ season ထဲမှာ emotion နဲ့အဖြစ်အရဆုံး episode တစ်ခုလို့ပဲဆိုပြရစေကျွန်တော်ရဲ့ personal အမြင်တွေကိုပြောရရင်တော့ဒီ episode ကိုတိတ်ပြီးတော့သဘောမတွေ့ခဲ့ပါဘူးလို့ပဲပြောမှာပါ။တော်ကခတာကိုအထင်မှားတာတို့ကမဖြစ်သင့်တဲ့ plot မျိုးကြီးလို့ထင်ပါတယ်။တစုထိုးတစောက်ကန်ရန်ဆန်နေသလားလို့ပေါ့ဗျာ။အရင်ခြေမြင့်မရှိဘဲနဲ့သူ့အမကိုဆုံးရှုံးလိုက်ရတယ်ဆိုတဲ့အချက်တစ်ခုနဲ့တင်ကပတိန်ကာတာကိုဒီကိစ္စရဲ့တရားခံလို့ထင်လိုက်တာကအနေငယ် stupid ဖြစ်နေတယ်လို့ခံစားလိုက်ရပါတယ်။ဒီထက်ပိုပြီးတော့ dark ဖြစ်သင့်တဲ့ episode တစ်ခုဖြစ်ရမယ်အစားအနေငယ် kill on fantasy ဆန်ဆန်နဲ့အရသာမျိုးဖြစ်သွားတယ်ပေါ့ဗျာ။ဒါပေမဲ့ Avengers တွေကိုဆုံးဆုံးလင်းလင်းတွေးကြရတာကတော့ peak တက်တီအတွက်ကျင်းနေစရာလို့ပဲပြောမှာပါ။အဆုံးသတ်မှာကတော့ strange တ တယောက်ကာတာကိုအကူကြီးလာတောင်းရင်းနဲ့အဆုံးသတ်သွားခဲ့ပါတယ်။ episode 9ရတော့ what if string supreme intervene မှာရှေ့ပိုင်းအဆုံးသတ်နဲ့ပဲချိန်ဆက်ထားပါတယ် string supreme သူစူးစောင်းထားတဲ့ universe killer တွေကတယောက်လွတ်သွားတဲ့အတွက်အကူအညီဖြည့်ရှင်းပေးဖို့ captain carter ကိုအကူအညီတောင်းနေပေါ့ဗျာ carter ကပထမတော့ညင်းပေမဲ့မလွဲစားတဲ့အခါမှာတော့အကူအညီပေးဖို့အတွက်သဘောတူလိုက်ပါတယ်ဒီကနေမှသူအကူအညီပေးပြီးတော့ fancy ရမဲ့ universe killer ဆိုသူက episode 6မှာမိတ်ဆက်ခဲ့တဲ့ hero တစ် kahori ဖြစ်နေပါတယ်သူက strange ပြောသလို universe killer မဟုတ်ဘဲနဲ့ string စီကလွတ်မြောက်ဖို့စူးစမ်းနေရတဲ့သူတယောက်က strange အနေနဲ့က universe killer တွေရော righteous hero တွေရောအကုန်ဖမ်းပြီးတော့ force တဲထည့်ပြီးရလာမဲ့ power တွေနဲ့သူ့ရဲ့ဆုံးရှုံးခဲ့ရတဲ့ကဘာကိုပြန်ဖန်တီးဖို့ပြုလုပ်နေတာဖြစ်ပါတယ်။ Christine ကိုကယ်ဖို့စ조사ခဲ့ပေမဲ့ဒီ조사မှုကြောင့်ပဲသူ့ရဲ့ university ပြတ်သွားခဲ့ရတာပါ။ဒါပေမဲ့ Christine ကိုချစ်တဲ့စိတ်ကြောင့်ဒီမကောင်းတဲ့ plan ကြီးကိုထပ်မံလုပ်ဖို့ဖြစ်လာရတာပါပဲ။ဆိုတော့ String Supreme ကိုတားဆီးဖို့အတွက် Captain Carter နဲ့ Kahuri ကိုနှစ်ယောက်ကထပ်မံ조사ကြရတယ်ပေါ့ဗျာ။ဒီ episode ကတော့အကျဉ်းဆုံးလို့ကိုဆိုရမှာပါ။ MCU မှာမြင်ခဲ့ရဖူးတဲ့ villain တွေရောမမြင်ရသေးတဲ့ villain တွေရောကိုပါခဏတာတွေ့ခဲ့ရပါတယ်။ဒါပေမဲ့အဆုံးမှာတော့ Strange ကို င်မဲ့စတိခံရင်းနဲ့အဆုံးသတ်သွားတယ်ပေါ့ဗျာဒီမှာ string supreme ရဲ့ power level ကဘယ်လောက်တောင်ကြီးမားသလဲဆိုတာကိုအထင်းသားမြင်တွေ့ခဲ့ရပါတယ် MCU တွေကလက်နက်ပေါင်းစုံနဲ့တိုက်တာတောင် strange ကိုအနိုင်မြူနိုင်ခဲ့ပါဘူးဒါရီရ string supreme ကတော်တော်လေးကို powerful ဖြစ်တဲ့ဘီးရင်တယောက်အနေထားမျိုးရောက်ရှိသွားတယ်ဆိုတာမျိုးကိုနားလည်နိုင်ပါလိမ့်မယ်ဆိုတော့ဒီ episode ပေါ်အမြင်တွေကိုပြောရမယ်ဆိုရင်တော့အကျဉ်းဆုံး episode ဖြစ်ခဲ့ပြီမဲ့အကောင်းဆုံး episode လို့တော့မမြင်မိပါဘူးဘာကြောင့်လဲဆိုရင် story ဘိုင်းက rush ဖြစ်လွန်းတယ်လို့ခံစားခဲ့ရလို့ပါပြီးတော့ captain carter ကိုလည်းတော်တော်လေးကို buff ပေးထားတာတွေကြောင့်ကြည့်ရတာအနေငယ်လိုနေတယ် တယ်လို့ခန်းစားရပါတယ်။ဘတ်တရီအတွင်းမှာလည်း power projection တွေပြည့်လို့နေုံတက်အများကြီးမပိုတဲ့ဆင်းတွေကိုတွေ့ရတာကြောင့်ကြည်ကောင်းပေမဲ့ခန်းစားလို့မကောင်းဘူးဗျာ။ rush ဖြစ်တယ်လို့ဆိုတဲ့အပိုင်းကတော့ what if episode တွေရဲ့ကြာချိန်ကိုကတိုးတာကြောင့်မလို့အများကြီးအပြစ်တင်လို့တော့မရဘူးဗျာ။ Infinity War မှာမြင်ခဲ့ရတဲ့ကိုဘွားတွေခွဲပြီးတော့တိုက်တဲ့ဆင်းမျိုးကတော့ဒီ episode ထဲမှာလည်းအမတ်ရစရာဆင်းမျိုးတွေဖြစ်ခဲ့ပါသေးတယ်။ဒါပေမဲ့ strain အတွက်ကလည်း Christine နဲ့မပေါင်းဖက်နိုင်တဲ့နောက်ထပ် universe တစ်ခုဖြစ်ခဲ့တယ်ပေါ့ဗျာ။ဆိုတော့ what if season 2အပေါ်ခြုံငုံပြီးပြောမယ်ဆိုရင်တော့ဒီ season ဟာ Captain Carter aka ီးဖက်ကြီးရဲ့စီစဉ်ဖြစ်ခဲ့လို့ပဲပြောရမှာပါမကြိုက်တာမဟုတ်ပေမဲ့ဖက်ကြီးရဲ့ character ကိုပဲပို့ပြီးတော့ပြည်စုံအောင်ဖန်တီးနေတယ်လို့မျိုးခန်းစားခဲ့ရပါတယ်စူပါဆိုဂျာတယောက်ကနေဒီလို level ထိရောက်လာနေဆိုတာကတော်တော်အလေးပေးလွန်းနေတာသိတာလေလို့ပဲပြောပြရစေနောက်တစ်ခုကတော့ season 1မှာဆိုရင် Doctor Strange ရဲ့ story ကိုပြတယ် What if episode ဟာပြည်စုံခဲ့သလောက်ဒီ season မှာတော့ Doctor Strange ရဲ့ character ကအနေငယ်အားနည်းသွားခဲ့ရလို့ပဲမြင်မိပါတယ်ဒါကတော့အားမရမှုတစ်ခုပါပဲဒီ season ရဲ့အကြိုက်ဆုံး episode တွေကိုပြောအောင်မယ်ဆိုရင်တော့ Iron Man Crash into the Grandmaster Hella Found the Towering Snake ဟိုရီ reshape the world လို့ပဲဖြစ်ပါတယ် finale episode ကိုတော့ကြည့်ကောင်းလေလို့ခံစားရပြီးမဲ့အားမရခဲ့ပါဘူးဆိုတော့ season 1နဲ့ရှင်မယ်ဆိုရင်တော့အနေငယ်အားမလို့အားမရဖြစ်ရလိမ့်မယ်လို့အမြင်မိပါတယ်ဆိုတော့ rating လေးပေးပြီးပဲအဆုံးသတ်ပြရစီကျွန်တော်အနေနဲ့ what if season 2ကို rating 7 out of 10ပေးပါတယ် episode တိုင်းကိုတော့အားမရပေမဲ့ဒီနှစ်ထွက်ခဲ့တဲ့ရုပ်ရှင်တွေနဲ့ရှင်ရင်တော့စီနဲ့ရှိပါပဲလို့ပဲပြောရင်ပဲအဆုံးသတ်လိုက်ပါတယ်အဆုံးဒီနားထောင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ